ချမ်းပြည်နယ်တောင်ပိုင်းကကိုပိုင်အုပ်ချုပ်ခွင့်ရဒေသနှစ်ခုမှာတန်ဇာတတူဖော်မှုတွေကြောင့်မြေယာပြဿနာတွေဖြစ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။ဥထွန်းထွန်းသိမ့်တဲ့ရင်ပြပူထားပါရရှင်။ချမ်းပြည်နယ်တောင်ပိုင်းကပို့ကိုမိုင်အုပ်ချုပ်ခွင့်ရဒေသမှာတရားစတာထုတ်ယူရာကနေမေယာပြဿနာတွေကြုံတွေ့နေရပြီးဒလူကိုမိုင်အုပ်ချုပ်ခွင့်ရဒေသမှာတော့ပေါ်ဆိုင်တူဖို့ရာကနေဒေသခံတွေခက်ခဲဖြစ်ပေါ်နေတာပါအထူးသဖြင့်အိုးကိုမိုင်အုပ်ချုပ်ခွင့်ရဒေသတွေမှာဆိုရင်လေဒီတရားစတာထုတ်ယူမှုတွေအကြောင်းလို့ မိရာပြဿနာတွေဒေသခံတွေရဲ့မျက်နှာဆုံးရှုံးမှုပြဿနာတွေအများကြီးပါပဲ။အဲဒါတွေနဲ့ပတ်သက်လို့ဖြေရှင်းဖို့ကြိုးစားတိုင်းမှာလည်းဟိုတကယ်တကယ်အစိုးရဘက်ကဥပပေါင်းပါအောင်မှုအားအရန်ကိုအားပြလုံးပါပဲ။အဲလိုပါပဲ။ဓနုကိုပိုင်းကိုချုပ်ခွင့်ရဒေသရဲ့ဒီဘော်ဆိုင်ပြဿနာတွေဆိုရင်လည်းတော်တော်များများတော့ပြီးကြမှာပါ။အဲ့ဒီကိစ္စတွေမှာလည်းနိုင်ငံသားလားဒီအထူးဖြစ်တော့တေးဦးကတေးဦးအလုပ်သမားတွေဝင်ရောက်လုပ်ကင်နေအားရှိတယ်။ဒီလာရောက်လုပ်ကင်နေတဲ့ဒီနိုင်ငံသားတွေကတရားဝင် လာရောက်တာလားတရားဝင်လာရောက်တာလားဆိုတာလည်း အစိုးရအနေနဲ့ဟိုဘာမှတိတိကျကျမရှိဘူးပေါ့နော်ချန်ပီယံဟာနေရာဒေတာကျယ်ဝင်တဲ့အတွက်ရွှေသူဖော်ရေးကြောင်မီတွေဆက်ယုံနေတာထုသူဖော်ရေးလုပ်ငန်းတွေမှာအလွန်ကျွံသူဖော်နေတဲ့အတွက်ဒေတာကံတွေထိခိုက်နေတာလည်းဖြစ်ပါတယ်။ဒီရွှေသူဖော်မှုတွေကြောင့်မလို့ဟိုဒေတာကံတွေရဲ့လေယာဉ်မြေကြီးပျက်စီးတဲ့ပြဿနာမျိုးတွေရင်ဆိုင်နေရတာရှိပါတယ်။ဒါတွေနဲ့ပတ်သက်လို့လက်သက်ဆိုင်ရာဒေတာအစိုးရအဖွဲ့တွေကိုတင်ပြထားပေးမိမယ်လို့လည်းဟိုထိထိရောက်ရောက်ဟိုဖြည့်ရှင်းပေးနိုင်တာမျိုးတွေရှိသေးဘူးပေါ့နော်။ ရှမ်းပြည်နယ်ရှေ့ပိုင်းနဲ့တောင်ပိုင်းဒေသတွေမှာရွှေတုဖော်မှုကြောင့်ဒေသခံတွေရဲ့လေယာဉ်မြေဆုံးရှုံးမှုတွေဖြစ်ပေါ်နေတဲ့ပြင်ရေအားလျှောက်စစ်စီမံကိန်းတွေအတွက်နိုင်ငံတူဖော်ရာကနေရရှိတဲ့နေစာတွေထဲကတဘာဝတရားစတာတွေယူဆောင်မှုတွေလည်းဖြစ်ပေါ်နေတယ်လို့တရားစတာထုတ်မှုပုံနေမြင်သာရေးဖွဲ့ EIDI ကသတင်းထုတ်ပြန်ထားပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးရှမ်းပြည်နယ်ဆိုရအဖွဲ့ကို DPP ကဆက်တွဲမေးမြန်းမှုစူးစမ်းခဲ့ပေမဲ့လည်းမရရှိခဲ့ပါဘူးကျွန်တော်ထွန်းထွန်းသိမ့်ပါ